အမျိုးသမီးတွေပေါ့ဦးကျူးလွန်တဲ့အကြမ်းဖက်မှုကတော့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပါတယ်။ဒါမြမလူဖွဲ့စည်းရဲမှာ အကြမ်းတမ်းဆုံးဝါဒဖြန့်မှုတွေတွေကတခုနော်။အဲ့ဒီထဲမှာပါလဲဆိုတော့အရှက်ကိုအသက်နဲ့လဲပြီးကာကွယ်တာဆိုတဲ့ကိစ္စ။ဘယ်လိုလဲကျွန်မ Facebook ပေါ်မှာစာတို့လေးတောင်တွေ့လိုက်တယ်။အမ်အကြောင်းအရာကတော့ဗျာလူမှုကွန်ရက်ပေါ်ကလူတယောက်ကသူ့ကိုသူ့တပ်ပုံတွေဖြန့်ဖြန့်ပစ်ပြီးတော့ မိဘအတိုင်းဝိုင်းကိုပါတိတ်ခါချပြင်မယ်လို့ပြောလို့မိဘအတိုင်းဝိုင်းနေနဲ့သူ့ကြောင့်တိတ်ခါကြမှာဆိုလို့သက်တည်သွားရပါတယ်ဆိုရစတူလေဆိုတော့ဒီလိုအဖြစ်ပြက်တရားအများကြီးနော်ပြောမကောင်ရှိရဒါ Facebook ပေါ်မှာတက်လာတဲ့ကိစ္စလေးတကူပဲရှိမိဘအတိုင်းဝိုင်းတိတ်သွားပြန်ရင်လေညီစာငါတို့ကရှက်လိုက်တာငါတို့အဖြစ်ရက်ထဲမှာမျက်နှာမဖော်ရဲတော့ဘူးဆိုပြီးတော့သမီးမိန်ကလေးနှမကိုဝန်းရံရမယ်အစားရင်းနှီးသူဝါကူထိုးကြတွေးကြည့်နော် ငငယ်ရွယ်ရွယ်မျိုးသမီးတယောက်ပဲဖြစ်ဖြစ်တကြီးတဲ့မျိုးသမီးတယောက်ပဲဖြစ်ဖြစ်ပြင်ပကလိမ်ပိုင်းဆိုင်ရာကြမ်းဖက်မှုလည်းခံရသေးရဲ့မိသားစုအတိုင်းဝိုင်းထဲမှာလည်းထပ်ပြီးတော့စိတ်ပိုင်းဆိုင်ရာကြမ်းဖက်မှုလည်းခံရသေးရဲ့ဆိုတော့မိသားစုဆိုရင်မိကာမတ်တာလူအစုစီကဘာတော့ကြောင့်ရှိနေသေးတယ်လို့ကျွန်တော်မျိုးပုံပြန်ထောက်ရတယ်